ဒေဝိတာဝကတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြပါတယ်ဆိုတဲ့ပုံကိုယ်တွေအကုန်လုံးနိဗ္ဗာန်ရောက်သွားကြရောလားတဲ့နော်အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတချို့တော့မရောက်ဖဲမြန်ရှိနေသလားဒါမြတ်စွာဘုရားအကုန်လုံးတော့ရောက်မသွားဘူးတဲ့အကုန်လုံးရောက်မသွားဘူးတဲ့ဒီတည်းကဘယ်နှယောက်လောက်မြန်ကျုပ်တို့မျှော်နေရမှာလဲဟင်အကုန်လုံးတော့ရောက်မသွားဘူးတဲ့တချို့တော့ရောက်မသွားဘူးတဲ့အဲ့တော့ပုံနှံကဘာပြောလို့ဆိုတော့သူပြောတဲ့စကားအပြန်ဖြေဖို့နည်းနည်းခက်တယ် ်မြတ်စွာဘုရားတဲ့နိဗ္ဗာန်ကလည်းတေချာပေါက်ရှိတယ်လို့ဆိုတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့တဲ့လမ်းကလည်းရှိနေတယ်နိဗ္ဗာန်ကိုရောက်အောင်လမ်းကိုမှန်မှန်ကန်ကန်ညွှန်ပြတဲ့အရှင်ဘုရားလည်းရှိနေတယ်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြသူလည်းရှိတယ်အဲ့ဒီသွားတဲ့လူကဒါတွေရှိပါနဲ့နဲ့ဘာလို့မရောက်တာတော့နဲ့ဟောအဲ့ဒီကြတာမြတ်စွာဘုရားကနော်အကျွမ်းကျင်ဆုံးမှာစကားပြောတဲ့နေရာမှာမြတ်စွာဘုရားရဲ့တုတ်တန်ဒေသနာတွေကိုလေ့လာကြည့်ရင် ဒါဟာဖះမှာဖះပဲဆိုတာကိုဘုန်းဘုန်းတို့အလုအလျောက်တရားတရားဟာဖြစ်လာပါလေ။မြတ်စွာဘုရားအလုံးမကျွမ်းကျင်တော်မူတယ်။တပါပြောဆိုပုံနာတဲ့အဲ့လိုဆိုရင်တင့်ဟိုဘက်ငါမေးမယ်တဲ့။ဟုတ်တယ်တချို့မေးခွန်းတွေကတောက်လျှောက်မဖြေနဲ့သူပြန်မေးဟုတ်လား။ပြန်မေးခြင်းအဖြစ်ဖြေပြီးသားဖြစ်သွားတယ်ရှိတယ်။တင့်ဟိုဘက်ပြန်မေးမယ်တဲ့။တင်သဘောကျတယ်လို့ပြောတဲ့။တဲ့ဒီတာဝတိကနေရာဇကျူကိုသွားတဲ့လမ်းကိုတင်ကျွမ်းကျင်ခြင်းသိသလား။မှန်မှန်သိပါတယ်ဗျာ။ မလို့ဆိုရင်တစုံတစ်ယောက်ကရာဇယုံမျိုးကိုသွားကျင်နေဆိုရင်တင်လန်းညှော်နိုင်မလားညှော်နိုင်ပါလေဗျာတပည့်တော်မကြခဏသွားနေတဲ့လန်းนี่ဘာမှမညှော်နိုင်เสียอ่ะမရှိပါဘူးရာဇယုံမျိုးသွားရမယ်လန်းကိုတပည့်တော်အလွန်ကျွမ်းကျင်ပါလေလန်းညှော်နိုင်ပါမလို့ဆိုရင်တင့်ကိုလူတစ်ယောက်ကလန်းလာမိတ်တယ်တင်ကလည်းလန်းညှော်နေဒီကနေဒီသွားဆက်သွားရင်လန်းဘလို့ခွဲလေးတွေတွေးမယ်နော်အဲ့ဒီမှာနောက်ဆုံးမြို့အဝင်ဏီကုန်းရွာကိုတွေးမယ်ဆက်သွားလို့ရှိရင်အလွန်ပြောကြောက်တဲ့ရေကန်ကြီးတွေဥယျာဉ်ကြီးတွေတွေးပြီးတော့မြို့ကြီးကို တွေ့လိုက်မယ်လို့တင်ကလမ်းညွှန်လိုက်တယ်အဲ့ဒီလူကတင်ညွှန်တဲ့အတိုင်းမသွားဘဲနဲ့သွားတယ်လည်းပဲဆုံးအောင်မသွားဘဲနဲ့လမ်းတစ်ဝက်တင်ပြန်လာတဲ့ဒါမှမဟုတ်တင်မသွားနဲ့ဆိုတဲ့လမ်းကွဲတွေကိုသွားတယ်တင်သွားဆိုတဲ့လမ်းကိုမသွားဘူးဆိုရင်အဲ့ဒီလူရောက်မလားတဲ့မရောက်ဘူးနောက်တစ်ယောက်ကတော့တင်ညွှန်တဲ့အတိုင်းသွားတယ်တကယ်ကိုပဲလိုက်နာကျင့်သုံးတယ်တင်ပြောတဲ့အတိုင်းစကားကိုတသွေးမတိန်နားထောင်ပြီးတော့သွားလိုက်တယ်ဆိုရင်အဲ့ဒီလူကတော့ရောက်မလားရောက်မယ်တဲ့တယောက်ကမရောက်ဘူးတယောက်ကရောက်တယ်ဘာလဲ ရာသီဂျိုမြို့ကြီးလည်းရှိနေပါလက်ကင်နဲ့ရာသီဂျိုမြို့ကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေပါလက်ကင်နဲ့လမ်းညွန်တက်တဲ့သင်လည်းရှိနေပါလက်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရတလေတဲ့ဟုတ်လားအဲ့ဒါဘုံကဘာပြောဆိုရက်စွာဗျာတဲ့တပည့်တော်ကဘာတတ်နိုင်ပါတော့တဲ့တပည့်တော်ကလမ်းမယ်ညွန်နိုင်တာတဲ့ရောက်တာမရောက်တာကသူတို့တန်းတန်းမတ်မတ်သွားမှရောက်မှာဟောတဲ့တန်းတန်းမတ်မတ်မသွားဘယ်ရောက်မှာတော့သူတို့ရောက်ချင်းမရောက်ချင်းကိစ္စတတိယတော့မတတ်နိုင်ဘူ တပည့်တော်ကလမ်းပဲညွန်ရတာလမ်းညွန်သူပါအဲ့တော့မြတ်စွာဘုရားလည်းဘာပြောဆိုပုံနာတဲ့ငါလည်းလမ်းပဲညွန်နိုင်တာထို့လက်ဆွဲပြီးတော့ခေါ်သွားလို့ရတာမဟုတ်ဘူးနော်လမ်းပဲညွန်နိုင်တာခုနကလမ်းညွန်လိုက်တယ်နော်ဇာတိယမျိုးကြီးလည်းရှိနေတယ်သွားတဲ့လမ်းလည်းရှိနေတယ်ကျွမ်းကျင်တဲ့လမ်းညွန်လည်းရှိနေတယ်ဘာလို့တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲရောက်အောင်မသွားတော့မရောက်တာပေါ့ဟုတ်လား စကားကုံနာမေးတဲ့စကားကနိဗ္ဗာန်ကပဲတကယ်မရှိလို့လိုလိုဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းလမ်းကပဲပဲလွယ်နေလို့လိုလိုခရလမ်းညွန်တာကပဲလူနေလို့လိုလိုသူကအဲ့လိုလေးသူ့ရဲ့စကားကအဲ့လိုမျိုးအစွန်းနည်းနည်းလေးညှိနေတာမရှိဘူးလားရှိတယ်မြတ်စွာဘုရားပြန်ပြီးတော့သူ့ကိုမေခွန်းထုတ်ပြီးတော့အဖြေပေးလိုက်တာအလွန်မှနော်အဝင်ဝင်ကြကြလာတယ်လို့မရှင်းနိုင်ဘူးလားရှားတယ်မျိုးကြီးလည်းထင်ရှားရှိတယ်ရှားတယ်မျိုးကိုသွားတဲ့လမ်းလည်းထင်ရှားရှိတယ် လမ်းကိုကျွမ်းကျင်စွာညွန်ပြနိုင်တဲ့လမ်းညွန်လေထင်ရှားရှိနေပါလက်ကင်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲဒါပဲเนาะဖြေကဟုတ်လားဒါကြောင့်ဘုံဘုံတို့ယောဂီများလည်းပဲနိဗ္ဗာန်ဟာထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့တဲ့လမ်းသတိပဋ္ဌာန်လမ်းမဂ္ဂင်၈ပါးလမ်းဟာလည်းထင်ရှားရှိနေတယ်ဟုတ်လားအဲ့ဒီလမ်းကိုကျွမ်းကျင်စွာညွန်ပြနိုင်တဲ့မြတ်စွာဘုရားလည်းထင်ရှားရှိနေတယ်လို့ပဲဆိုရမယ် ်ဒါမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေဟာမြတ်စွာဘုရားရဲ့ကိုစားမြတ်စွာဘုရားငါပရိနိဗ္ဗာန်စံပြီးလို့ရှင်ငါရဲ့ကိုစားငါဟောထားတဲ့တရားတွေဟာငါကိုစားပဲလို့ပြောခဲ့တာမရှိဘူးလားအဲ့ဒီဒေသနာတွေဟာဘုရားပဲလို့ပြောမယ်ဆိုရင်တင်စားပြီးတော့ကိုယ်ဝိုက်ပြီးတော့ပြောမယ်ဆိုပြောလို့မရဘူးလားညာရီဟုတ်လားအဲ့ဒါလို့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းလည်းရှိတယ်လမ်းညွန်တဲ့ပုဂ္ဂိုလ်လည်းရှိနေတယ်ရောက်မရောက်ဆိုတာကတော့ဘုရားပေါ်မှာမူတည်မှာတော့သွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမူတည်လိမ့်မယ်